ဒီနေ့နိုဝင်ဘာ၄ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့မဟာမိတ်ကိုကန့်ဒေတာဥက္ကဋ္ဌဟောင်းပယ်ဆောက်ချိန်အပါအဝင်ပယ်မိသားစုဝင်၅ဦးကိုတရုတ်တရားရုံးကနိုဝင်ဘာ၄ရက်နေ့မှာပေဒန်စီရင်ချက်တွေအသီးအသီးချခဲ့ပါတယ်။သူတို့နဲ့ကြံရပါတဲ့အဖြစ်ဆွဆွဲခံရသူတွေကိုတော့ထောင်ဒဏ်20အပါအဝင် နှစ်ရှည်ထောင်ဒဏ်တွေနဲ့ငွေဒဏ်လိုတိကျပြစ်ဒဏ်တွေပါချမှတ်ခဲ့တယ်လို့သိရပါတယ်ရှင်။အမ်ဘဒန်လမ်းပိုင်းမှာအကြီးဆုံးစစ်စခန်းဖြစ်တဲ့နရိတ်ကန်ဘီဟာနဲ့ စစ်ကူလာတဲ့စစ်ကြောင်းတွေကိုအလုံးစုံဖျက်တောက်ထားနိုင်ပြီးဗျူဟာရဲ့ပပတ်လည်းမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တချို့ပြောပါတယ်။နယ်ရေကန်ဗျူဟာကုန်းကိုအေအေနဲ့မဟာမိတ်တွေကပြီးခဲ့တဲ့ဖေဗူရီမှာထိုးစစ်စတင်ခဲ့တာဖြစ်ပါတယ်ရှင်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးအပြီးမှာစစ်ကောင်စီတပ်ကငလင်ဘေးတင်ဒေသတွေအပါအဝင်နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်ခဲ့လို့ပြည်သူ1600ကျော်သေဆုံးခဲ့ရပါတယ်။ဒီထဲမှာကလေးငယ်တွေလည်းပါဝင်ခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်ရှင်။ပြီးခဲ့တဲ့အောက်တိုဘာ29ရက်မနက်ပိုင်းကစကိုင်းတိုင်းမုံရွာမတ်တလေးလမ်းပိုင်းမှာပြန်ပေးဆွဲခံရတဲ့ဝိန်းစိန်ရွှေဆိုင်ကားပေါ်ပါသူတွေပြန်လွတ်မြောက်လာကြောင်းနှိစက်သူတွေကပြောပါတယ်။ဖမ်းခံရပြီး6ရက်အကြာမနေ့ကဆိုင်ဝန်တန်း3ဦးကိုပြန်လွှတ်လိုက်တာလို့သိရပါတယ်ရှင်။